ဆရာမန်းတင်ဤဒုတိယကျင့်ထွေတော်မြို့ပိုင်မောင်ပြုံးချူစားဦးမှာအခွာလို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။အင်းဘလို့ဖြစ်သေးများလူလာဖြစ်နေကြရပါလိမ့်နော်။လူတိုင်းလူတိုင်းပဲဒီလိုညီးနေကြပါတယ်။မောင်ပြုံးချူလည်းလူတိုင်းနဲ့တွင်တယောက်အပါအဝင် ဖြစ်တယ်။ထို့ကြောင့်သူလည်းဒီလိုပဲညီးမိရှာလေတယ်။ညီသည့်အတွက် လူတွေက ခစ်ကိုအပြစ်တင်နေရသည်။ဒီခစ်ကဘလောင်များစိုးနေလိုပါလေ။ခစ်စိုးသည်ဆိုသည်မှာထိုခစ်ထဲတွင်ရှိနေသော လူတွေကစိုးနေခြင်းပင်မဟုတ်ပါလော။ယခုခစ်တွင် လူတို့သည်လက်နက်ယူယူနေကြတယ်။အချို့လည်းနိုင်ငံရေးအရေးကိုခြုံ၍မဟုတ်မတရားတွေလုပ်နေကြတယ်။ခိုးနေကြတယ်၊ဓမြတိုက်နေကြတယ်၊လူတက်နေကြတယ်။လူရဲ့အသက်ဟာယခုအခါတွင် ခွေးတကောင်ဤအသက်လောက်မှာ ဖိုးမတန်တော့ကြီးအချောင်းမျိုးမျိုးကြောင့်ကုန်ပစ္စည်းတွေဈေးတက်နေတော့လေလူရဲ့အသက်တန်ဖို့ကဈေးကျလျက်ရှိတော့တယ်။မောင်ပြုံးချူအုပ်ချုပ်နေရတော့နေကလေးကိုကြည့်ပါဦး။တိုက်လိုက်တဲ့ဓမြခိုးလိုက်တဲ့နွားတွေချက်လိုက်ကြတဲ့အရက်လူတွေဖြစ်ချင်တိုင်းဖြစ်၍အကျင့်တရားတွေပြက်ပြားနေကြတယ်။မောင်ပြုံးချူဟာအုပ်ချုပ်ရေးကိုတာဝန်ယူထားရတော့လေတာဝန်ကိုကျေပြွန်အောင်မဆောင်ရွက်နိုင် သူအုပ်ချုပ်ရသောမြို့နယ်ဟာအလျားမိုင်90ခန့်အနံမိုင်20ခန့်ကျယ်ဝန်းနေသူ့လက်အောက်တွင်တကြီး35ရောက်ရှိတယ်သို့တော်သူသည်မြို့နယ်9မိုင်ထက်ဝေးသော နေရာသို့မတော်ဝင်ရှာသူသာမဟုတ်ရဲအဖွဲ့ဝင်တို့လည်းမရဲဝန်ရှာကြဒီအထဲတွင် သူ့မြို့ကလေးကိုပင် နေစီမလားညစီမလားနှင့် တထိတ်ထိတ်ဖြစ်နေရတယ်သူတို့လာရင် ်ဘယ်လိုကြံ့၍ဘယ်လိုလုပ်ရမည်ပင်မသိအတော်အကြံရကြက်နေလေတော့တယ်အထက်ကလည်းတိတိကျကျဘာမှအမိတ်မပေးတခရိုင်လုံးလဲတလုံးလုံးတရွရွဖြစ်နေတယ်မကြမီ တခရိုင်လုံးသူတို့လက်တွင်ကြဆင်းလေပြီမောင်ပြုံးချူတို့တမြို့သားလဲချောင်းထဲတွင်ကြံ့ရစ်ခဲ့တယ်ဒီတရင်ကိုကြားရတော့အစိုးရအမှုတန်းအရာတန်းများဟာလှုပ်လှုပ်ရွရွဖြစ်လာကုန်တယ်ဘယ်လိုလှုပ်လှုပ်ရွရွမျိုးလဲရန်သူကိုခံတိုက်ဖို့ လက်နက်တွေကို ပြင်နေကြပါသလားမဟုတ်ပါကိုတောင်းရန်တို့လက်ထဲငွေတိုက်မှပြည်သူဘန္နာတွေရောက်မသွားခင် သူတို့ကိုလက်ခထုတ်ပေးခဲ့ရန်စိုင်းပြင်းနေကြခြင်းသာဖြစ်ပါတယ်ထုံးစံအတိုင်းဆိုရင်တပ်ဆိုင်ရာအကြီးအကဲအရာရှိထံမှလက်မှတ်ပါမှငွေတိုက်မှထုတ်ပေးရပါတယ်အချို့လဲချက်လက်မှတ်နဲ့ထုတ်ပေးရပါတယ်ယခုလာဇန်း၄ရက်ရှိပြီဒီလိုလက်မှတ်ထိုးထားသောလာဇာဆိုင်ရင်တွေ ချက်လက်မှတ်တွေမရောက်လာသေးထုံနှန်းစင်လာအရလုံနေရရင် သူတို့တွေလာကရကြတော်မီမဟုတ်တလနဲ့တလအလင်းမမိနိုင်ကြတဲ့အစိုးရအမှုတန်းတို့အတွက်ခတ်ချီတော်မယ်အချို့ကလည်းကျွန်တော်တို့သားသမီးတွေတပြုံကြီးနဲ့မြို့အမင်းမလာကထုံမပင်းရင်ငတ်ရပါတော့မီဆို၍ချော့လာကြတယ်အချို့ကလည်းဒီလာကမှထုံမပင်းရင် လူစားကြရတော့မယ်လို့ဆိုတယ်သူတို့တွေကို့အရေးနဲ့ကို့ ပူဆွေးနေကြကုန်တယ်။အင်းပေးရအခက်မပေးရအခက်စီးမြင်ဥပဒေအတိုင်းမဟုတ်၍မပေးဘဲနေရင်လေသူ့အဖေပစ္စည်းမှုကတ်နေရသလားလို့ဩဘာပေးကြအောင်မယ်။သူတို့ကိုငဲ့၍ပေးလိုက်ပြန်ရင်လေရံများလာတယ်။ဆိုင်ရာအစိုးရကညီသည့်အတွက်စီးမြင်မကြသည်ကိုလောက်ရသည်နီးဟုအပြစ်တင်ခြင်းတင်ပေးမယ်။တပုံလာလျင်ငွေတိုက်ထဲကငွေတွေထုတ်၍နှစ်လက ပေးလိမ့်မည်ဟုစောင့်နေတော်မူကြကုန်သောညာလာတောင်းတောင်းလာကစားတပိတ်အပေါင်းတို့ကလည်းသူတို့ထင်သလိုငွေတိုက်ထဲတွင်ငွေမကြံလင်စဲကြဆူကြပေးလိမ့်မယ်မြို့ကိုတိမ့်မဲ့သူတို့ကလည်းသူတို့ဘို့ငွေမကြံလင်ဘာဖြစ်လို့ဒီလိုလုပ်ရတယ်လို့မျက်မှန်တော်ရှာလိမ့်အောင်မယ်မောင်ပြုံးချူမဝေခွဲနိုင်စိတ်အရှုပ်ကြီးရှုပ်နေတော်တယ်ထို့နောက်အဖမ်းမှန်စဉ်းစားပြီးနောက်အစိုးရလာကစားများကို ူတို့အမှုထမ်းခဲ့တော့ကုံဆုံးခဲ့တဲ့လအတွက်လကရရံမှာမိမိတာဝန်ဖြစ်တယ်လို့ယူဆမိတဲ့အတိုင်းရတဲ့ရထိုက်သူများကိုငွေတိုက်မှထုတ်ပေးရန်အရေးဆောင်ကဆုံးဖြတ်လိုက်လေတယ်။ငွေတိုက်တွင်ငွေ3000ခန့်ရှိရာလကများထုတ်ပေးလိုက်သောအခါ3000ခန့်သာကျန်လေတော့တယ်။ရသောသူများကတော့ဝမ်းမြောက်ကြပေမယ့်လကစားတပိတ်တွေကတော့ပွားစီပွားစီဖြစ်နေကြလေတယ်။နောက်တနေ့နဲ့လင်းအားကြီးတွင် မောင်ပြုံးချူဤအိမ်ကိုလက်နက်ကင်တောင်းညန်းသူတို့ဝိုင်းထားပြီးအုတ်ချုပ်ကြီးကိုသူတို့အားလွှဲပေးရန်အကြက်ကင်ကြလေတော့တယ်။မောင်ပြုံးချူလည်းအာမတန်တော့ဒီကိုတည်၍မန်လျှော့ရလေတော့တယ်။ရဲဌာနမှလက်နက်များနဲ့တကွငွေတိုက်ကိုပါတဘုံတို့လက်သို့အပ်လိုက်ရလေတယ်။ထိုနေ့မှပင် မောင်ပြုံးချူဤ၆လုံးဘူးကိုလည်းသိမ်းတော်တယ်။မိမိကိုယ်ပိုင်ဝယ်ထားရသော၆လုံးဘူးကို မောင်ပြုံးချူနှမျောလာတယ်။သို့တော့ ဘာတက်နိုင်အန်ဤကြည်ပြူစွာနှစ်ပင် အနှံလိုက်လေတယ်နှလုံးပူးနဲ့စတင်းကန်းကိုတော့ထားပါအောင်လို့ဆိုတယ်နှစ်ရက်ခန့်ကြာသောအခါတိုက်ပွဲတွင် သုံးရန်ဆို၍စတင်းကန်းကိုပါတိမ့်ကြပြန်တယ်နောက်တနေ့တွင်နှလုံးပူးကို သူတို့ထဲမှရဲသားတယောက်လာသိမ့်ပြန်လေရာမောင်ပြုံးချူထံမှလက်နက်များတက်တက်ပြောင်းသွားလေတယ်ဒီအတော်အတွင်မောင်ပြုံးချူအိမ်တွင်တွေ့ထားသော တယ်လီဖုန်းကိုလည်းဖြုတ်ယူသွားကြပြန်တယ်။ရဲဌာနမှတယ်လီဖုန်းတွေကိုလည်းဖြုတ်၍သူတို့စေယုံလုပ်ရန်မောင်ပြုံးချူဤယုံဟောင်းတွင်တွေ့ထားကြလေတယ်။အုတ်ချုပ်ရေးအဖွဲ့ကိုလည်းမကြမီဖွဲ့စည်းလိုက်လေတယ်။ဟိုအရင် BIA လက်ထက်ကအုတ်ချုပ်ရေးမူဟောင်းပင်လေယခုအုတ်ချုပ်ရေးမူဖြစ်ပြန်လေတယ်။ရာဇဝင်သည် ပြန်ကားပြန်ကားလာသည်ဟူသောစကားပုံကိုယခုခေတ်တွင်လက်တွေ့မြင်ရပြန်လေသည် ။တပိတ်မောက်စရေးတို့လည်းယာတူးရကြကုန်တယ်။စိတ်မချမ်းမြေပွေရာစကားများကိုလည်းဒီအခါတွင်ကြားရပြန်တော့တယ်။ဟိုတဘုံကမြို့ပိုင်ကိုချိန်နေတယ်။မိုးရင်းတော့ကခံတိုက်ထားလို့တဲ့။အော်ခန့်လာကြီးကလား။ဒီလိုခံတိုက်တဲ့လူတိုင်းကိုအပြစ်ရှာနေရမည်လို့။တနေ့ကလည်းမောင်ပြုံးချူတို့ယုံတွင်တရားခံဖြစ်မှုသူတယောက်၆လုံးဘူးကြီးတကင်ကင်နဲ့ပေါ်လာသေးတယ်။ခေါင်းရင်းအိမ်ကိုဝင်၍ ဟိုဘက်အိမ်ကခွေးသားကြီးဘဲသွားတယ်လေလို့မေးသွားပြန်တယ်။ဤလဲတခတ်ပါတကား။သူလဲတိုက်ပွဲတုန်းကတခါပါခဲ့တယ်လို့ကြားရတယ်။အော်တောင်ဝန်တိတိသစ္စာရှိရှိဆောင်ရွက်တဲ့အစိုးရအမှုတန်းအရာတန်းများကယခုခေတ်တွင်ဘေးမကင်းပါတကား။ရန်များလှကြီးဤခမည်းတော်ဖမ်းလိုက်မယ်။ပြီးတော့လူတို့ခုန်တင်ပြီးစစ်လိုက်မယ်။သူတို့တွေက အရေးပါအရာရောက်ဆုံးလူတစ်ယောက်ကမောင်ပြုံးချိုကိုလာ၍တတိပေးတယ်ကျွန်တော်ကိုဘာအဖြစ်ရှိလို့ဖမ်းရမှာလဲဖမ်းပါစီဗျာကျုပ်ကစုံပြီးရှင်းကျင်ပါတယ်မောင်ပြုံးချိုကဆိုတယ်အဖမ်းမခံပါနဲ့ဗျာခုံတင်စစ်မယ်ဆိုပေမဲ့ဘယ်တရားတာဖြစ်နိုင်ပါမလဲသူတို့လူလူတွေကြီးဟာပြီးတော့ဒီအတော်အတွင်ပြုံးပြုံးတိုင်းတိုင်းဖြစ်ပြီးပျောက်နေပါဦးမယ်သူပြောတာလည်းမှန်တယ်အထက်လူကြီးများ ਨੇ တိတိဆိုင်ဆိုင်ပြောဆိုရရင်ကောင်းပါတယ် မောင်ပြုံးချိုကတော့မတုံ့လှုပ်ဘာအဖြစ်ရှိလို့ကိုကိုရံမူရမှာတုံးလို့ဆိုတယ်ဒီလိုနဲ့တရပီးတရံအချိန်တွေ ကုန်လွန်ခဲ့တယ်အများကပင်အပြင်းမထွက်ပါနဲ့ဆို၍အိမ်တွင်အောင်းနေခဲ့ရတယ်အချို့မိတ်ဆွေများကလည်းသူတို့ရံကို ကြောက်၍မောင်ပြုံးချိုတို့အိမ်ကိုပင် မလာဝွင့်ကြရံသူနဲ့ဆက်သွဲသည်ဆို၍ဒုက္ခပေးမိကိုကြောက်ကြတယ်အချို့လည်းအာနာလက်ကန်ရှိသူတို့ကိုကဲ့၍ညာနေကြကုန်တယ်ထိုအချိန်တွင် မိရထားလမ်းမှာအစိုးရဆန်တွေကိုကားကြီးကားငယ်နဲ့တည်ယူလာကြကုန်တယ်။တပိတ်သမားတို့ဟာပျော်ရပြုံးပြုံးနဲ့မော်မဆုံ သူတို့လည်းဆန်အိတ်တွေဝေပုံကြရကြတယ်လို့သိရတယ်။အုတ်ချုပ်ရေးမှုရဲ့သမတ်တစ်ယောက်ကလည်းခြောက်လုံးမူခါထူ၍လမ်းတလားနေရသည်မှာခြေတိုမတက်ဖြစ်နေလေတယ်။ဒီအတော်အတွင်းခိုလူကိုဖမ်းလို့ဒီလူကိုဖမ်းလို့နဲ့တထိတ်ထိတ်ဖြစ်နေကြရလေတယ်။မိရထားလမ်းဘက်မြို့များတွင်လည်း ရာဇဝတ်ဝင်ကြီးနဲ့တကွာသူတို့မကြိုက်တဲ့အရာရှိ10ဦးခန့်ကိုဖမ်းထားတယ်လို့သိရတယ်။သူတို့ကိုလည်းခုံတင်ပြီးစစ်ဆေးမယ်လို့ကြားရတယ်။10ရက်မြောက်နေ့တွင် သူတို့အထဲမှအရေးပါအရာရောက်သောသူတယောက်ညာကြီးမင်းကြီးမောင်ပြုံးချိုထံပြေးလာပြန်တယ်။ဘာထူးတယ်လဲ။မောင်ပြုံးချိုကအေးအေးဆေးဆေးမေးလိုက်တယ်။ထူးလို့လာခဲ့တာပဲ။အင်းစူစမ်းပါဦး။တပတ်ကမိရထားလန်းကတပုံတွေလာလိုက်မယ်။ ။အင်းကျွန်တော်ကိုဖမ်းတော့မယ်ဆိုပါတော့။ဟုတ်တယ်အဲ့ဒါပြောမလို့ပဲ။ဖမ်းပါစေဗျာ။ကျုပ်အပြစ်မှမရှိပဲ။ဖမ်းရင်သူတို့မှားမှာပေါ့။မဟုတ်ဘူးလေ။ခမရရှောင်းနေပါ။ကျွန်တော်ကမျက်နာစုံကြီးရှင်းကျင်တယ်။အိုးခမရကတည့်ခတ်တာကိုဒီခက်ကတရားတဲ့ခက်မဟုတ်ဘူး။သူတို့ဟာသူတို့ဖမ်းသူတို့ဟာသူတို့စစ်ပြီးသူတို့ထင်တာသူတို့လုပ်မှာပဲ။ဒီတော့ခဏဖြစ်ဖြစ်ရှောင်းနေဖို့ကောင်းတယ်။မောင်ပြုံးချူ အတန်ကြာအောင်စဉ်းစားနေလေတယ်။သူလည်းငြိမ်းနေတယ်။အနီးမှာတင်မာကြီးလည်းစိတ်အိုက်နေတယ်။ခဏမျှကြာတော့အခါ သူကပင်ဘယ်ကဘယ်လန်းကိုသွားရင်ကောင်းမယ့်အကြောင်းကို ပြောနေပြန်လေတယ်။နောက်ဆုံး၌မောင်ပြုံးချိုကကျေးဇူးတင်ပါတယ်ဗျာလို့ပြောလိုက်လေတယ်။ပြီးတော့ခမားတခုသတိထားစီခြင်း ਨੇ အခုကျွန်တော်ဝင်လို့နေရတာမလွဲတာလို့နော်။တိတ်လှုပ်ချင်လာတာမဟုတ်ဘူး။နောက်အကြောင်းတစ်ခုခုရှိရင် ခမားဒီအချက်ကို မမေ့စေခြင်းဘူးသူကအေးအေးနဲ့တီတီကြီးပြောတယ်သူ့ဆိုလိုရင်းကိုမောင်ပြုံးချူသိပါတယ်ထို့ကြောင့်ခေါင်းညှိတ်လိုက်ပါတယ်သူပြန်သွားသောအခါတော်တော်နဲ့အိတ်မပြောဤနေရာတွင်ရံများလှသည်ကားမှန်၏သို့တော်ဘယ်သွားရမလဲသူ့အထက်ကအရာရှိများလဲဘယ်ရောက်နေသည်မသိတီအောင်တော့သူတို့စီရောက်အောင်သွားဖို့မလွယ်ကူလားလမ်းတွင် သူ့ကို မျက်မုံးချိုးနေသူများနဲ့တွေ့တော့ ခတ်ပါလောယခုအခါတွင် လူအသက်သည်တပည့်တမှုလောက်တန်ပါတယ်ရိုင်းဖဲကြည်စံတထောင်ကိုတပည့်တမှုနှင့်ဝယ်ယူနိုင်တဲ့အချိန်ပေသည်အမှန်စင်စစ်ဒီမြို့တွင်ဆက်နေလျင် မောင်ပြုံးချူအဖို့ဘေးရန်များလာတယ်သူ့အတွက်ကြောင့်ထွက်ခွာရန်စီစဉ်ရလေတော့တယ်မြို့ကိုအပ်လိုက်ရ၍ဆယ်နှစ်ရမြောက်သောနေ့တွင်မောင်ပြုံးချူမြို့မှထွက်ခွာခဲ့ရလေတယ်1949ခု ဧပြီလ18ရက်နေ့တကောင်ကျော်တနာရီအချိန်ဖြစ်တယ်။ဘေးဒင်ဝါဒနာပါလာသောတင်မာကြီးကတနင်းငွေနေ့နဲ့တောက်ကြနေ့တနေ့နေ့ထွက်လျင် ကောင်းပြီဟုဟောတယ်။ထိုနေ့သည်လည်းတနင်းငွေနေ့ဖြစ်တယ်။16ရက်နေ့ညဦးကလေးကထွက်ရန်စီစဉ်ထားတော်လဲတနင်းငွေနေ့ကူအောင်စောင့်ရသေးတယ်။ထွက်သောအခါအုံသီးကိုစား၍ထွက်သွားရမည်ဆို၍အုံသီးစိတ်လက်မလောက်ကိုလည်းအိတ်ထဲတွင် အစင်သင့်ထည့်ထားရလေတယ်။ဗေဒင်မယုံသောမောင်ပြုံးချူဟာအေးတယ်ဇနီးတယ်ရဲ့အလိုကိုလိုက်နေရရှာတယ်။လာမင်းသည်ပဝင်းနေလေတယ်။တခါတရံမိုးတိမ်များအကြားတွင်တူတူပုံနှံကစားနေလေတယ်။ယုံကြည်ရသောမိတ်ဆွေနှစ်ယောက်ဖြစ်သည့်မောင်မြင့်နှင့်မောင်ကျော်ကောင်တို့ဟာမောင်ပြုံးချူဤအိတ်ရလေးနှင့်လွယ်အိတ်နှလုံးယူကာနောက်ဖေးပေါက်မှထွက်သွားကြတယ်။မောင်ပြုံးချူလည်းသူတို့နောက်မှထွက်လိုက်လာလေတယ်။ ဝင်းပြင်သို့ရောက်သောအခါသူ့ရဲ့ဇနီးမှားလိုက်တဲ့အတိုင်းအုံသီးစိတ်ကိုယူ၍ကြိုက်စားလိုက်ရလေတယ်။လေချောင်းတွင် နေနေ၍ထွေးလဲထွေးမပစ်လိုသောကြောင့်လေချောင်းကိုတက်ခါတက်ခါပင်မန်းကြီးစွာဖြင့်ညိုချရလေတယ်။အတော်ကလေးသွားမိသောအခါမောင်မြင့်စီစဉ်ထားတဲ့လှဲရှိရာအိမ်သို့ရောက်သွားကြလေတယ်။အိမ်ရှင်ဟာကြပြာကတိနဲ့ထ၍လှဲပြင်လေတယ်။မောင်ကျော်ကောင်ဟာ ိတ်ရလေးကိုလှဲ့ပေါ်တင်လိုက်လေတဲ့ခွေးတွေကလည်းဟောင်းလိုက်သည့်ဖြစ်ချင်းစူညံနေတော့တယ်တပုံတွေများတိ၍လိုက်ဖမ်းရင်မိတော့မယ်မောင်ပြုံးချူတို့ဟာတထိတ်ထိတ်နဲ့လှဲ့ပေါ်သို့ခတ်တုတ်တုတ်တက်ကြတယ်မကြမီပင်လှဲသည် မောင်ပြုံးချူတို့ကိုတင်ဆောင်လျက်မြို့ထဲမှာထွက်ခွာလာလေတယ်ဘယ်သို့သွားမည်နီကျိုးတင်စီမံထားတဲ့အတိုင်းမောင်ပြုံးချူတို့လှဲဟာကရင်ရွာကလေးတို့ ်ရှေးရှုမောင်းနေလေတယ်ထိုးရွာကလေးမှာကရင်များဟာမောင်ပြုံးချူအားချစ်ခင်ကြတယ်သူတို့ဟာအခြားအရက်ဒေသမှာကရင်နဲ့ဗမာတိုက်ခိုက်နေကြစဉ်အထူးတုံ့လုံနေကြရာ မောင်ပြုံးချူကသူတို့အကြောင်းသိပြီးဖြစ်၍အချို့ခြေထိုးမှုဘေးရန်မှ ကာကွယ်ခဲ့တယ်ဒီကျေးဇူးကို သူတို့မမေ့ကြတဲခိုရမယ့်အိမ်တို့ နနက်၄နာရီထိုးကနီးမှ ရောက်လေတယ်မောင်ပြုံးချူဟာ အိယာဘောတွင်လှဲ၍ခစ်အကြောင်းကိုစဉ်းစားမိပြန်တယ်။ဒီခစ်တွင် လူအများသည်ညီသည့်အတွက်တိုက်ချင်ခိုက်ချင်တတ်ချင် ဖြတ်ချင်နေကြပါသည်။ရောင်ကြီးသည်1949မေ27ဆီယမန်တင်ဤဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်းပေါင်းပြုံးချူစာအုပ်မှာအခွာလို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါတယ်ရှင်။